အားလုံးပဲမင်္ဂလာပါဒီနေ့ April 29ရက်နေ့မှာတော့ ဧပြီလဒုတိယအပတ်ကနေစပြီးတော့ဒီဒွေမြို့နယ်တရချောင်းအဲ့ဒီရေဖြူမျိုးနဲ့မင်းသားရောအဲ့ဒီတဝိုက်မှာဆိုလို့ရှိရင်တိုက်ပွဲတွေဒင်းထန်ဖြစ်နေတယ်။အဲ့ဒီမှာစစ်ဆောင်ကတိုက်ပွဲဖြစ်လာပြီဆိုလို့ရှိရင်စစ်ဆောင်ကတော့နောက်ပြီးတလူထူရတော့အဲ့ဒီမှာမြေစာပြင်းပဲ။သူတို့ကလည်းဟိုပြေးပြီးပြေးနေရတာပဲ။နေလို့မပြရတာ။နေလို့ရှိရင်ဆက်ကဆက်ကလေးများနဲ့ပုံချိတဲ့ခါကျတော့အဲ့ဒီမှာနေလို့မရအောင်။မရတဲ့ခါကျတော့သူတို့ထွက်ပြေးတယ်။ဆိုတော့စစ်ဆောင်တွေကဘယ်လောက်ရှိလာပြီဆိုလို့ရှိရင်တောင်းကျော်သွားပြီ။နော်တောင်းကျော်သွားပြီ။အဲ့ဒီမှာစစ်ဆောင်နေရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့ရတယ်။ နောက်တစ်ခုက this kind time window เนาะ window မျိုးနေမှာဒီအမခံရွာအနည်းမှာဆိုလို့ရှိရင်ကလေးငယ်တူအပါဝင်เนาะပြည်သူ9ယောက်ကိုနေပြီးတော့စကစကဖန်းစီတယ်အဲ့ဒီမှာတက်ဖြတ်တယ်ဆိုတော့အဲ့ဒီမှာကလေးငယ်တယောက်လည်းပါတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ TNL ရဲ့ထိန်းချုပ်ထားတဲ့ဒီဘော့မျိုးနေနတ်မမှာဆိုလို့ရှိရင်ကျွန်တော်တို့ SSPP စခန်းရှိတယ်အဲ့ဒီမှာဒီ SSPP ရဲ့စစ်သားအယောက်ပေါင်း100 ထိုင်ထားတာရှိတယ်အဲ့ဒါကိုနေပြီးတော့ MNDAA ရဲ့စစ်သားတော့ရောက်ပေါင်း200ကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်စခန်းကိုဖျက်ဆီးတယ်လူတွေကိုလည်းထူထောင်တယ်ဆိုတော့ Nick တွေကတော့ DTNL နဲ့ MNDAA ဆိုလို့ရှိရင်သူတို့နှစ်ယောက်ကမဟာမိတ်ဖြစ်တဲ့ခါကျတော့မျိုးကိုယ်တွေဖြစ်တဲ့ခါကျတော့เนาะအဲ့ဒီနေရာတွေမှာ Shan တွေကိုကျွန်တော်တို့စပြီးတော့ခိုင်လာတာကိုလည်းကျွန်တော်တို့တွေ့ရတယ် KIO ကိုလည်းကျွန်တော်တို့ခိုင်လာတာကိုတွေ့ရတယ်ဆိုတော့နေ့နေ့တော့ကျွန်တော်တို့ခက်ဆွဆွာလေးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့သူတို့ရဲ့ညီပြင်ပကတိအခြေအနေကိုတော့ကျွန်တော်တို့ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုဒီန ရာမှာတတိမြေနေရာမှာတုံးထားတာက TNL ရဲ့ထိန်းချုပ်ထားတဲ့ဒီပေါ်မြို့နေလို့ပြောထားတယ်ဆိုတော့သူထိန်းချုပ်ထားတဲ့နေနေလည်းမဟုတ်ဘူးเนาะအဲ့ဒီမှာ TNL ရဲ့ထိန်းချုပ်ထားတဲ့နေမြေအဲ့ဒီမှာရှိတဲ့ SSPP ဆိုတော့အဲ့ဒီနေရာတွေကကလုရှမ်းတွေရဲ့နေမြေတွေပဲဆိုတော့ရှမ်းတွေကတော့အခုတစ်ထိပ်လုံးဝမတိုက်သေးဘူးအရင်တော့တိုက်မယ်ပါမယ်ညာမယ်ပြောတယ်လေကြီးမိုးကြီးနဲ့ပဲเนาะလေကြီးမိုးကြီးနဲ့ပဲတခါမှမတိုက်ဘူးသူတို့ကလည်းเนาะလေပဲကြီးရဲ့လေတက်သားပဲဆိုတော့အဲ့ဒီ ဒီတစ်ချက်ဖုံးဖုံးလို့ပြောတဲ့အဲ့ဒီတစ်ချက်ဖုံးဖုံးကတော့ပြောတယ် SSPP လို့ပေါ့ထမင်းဝိုးပေါက်နေဆိုတဲ့ဟာသူခဏခဏပြောတယ်အဲ့ဒါလည်းဖြစ်နေတယ်ဗျာဆို SSPP ကဒီလောက်လူများတာရှမ်းလိုမျိုးတွေလုံးဝစစ်တိုက်တဲ့ထဲမှာမပါဘူးစိတ်လည်းမဝင်စားဘူးသူတို့နေနေတွေကိုဟိုလူကဖဲ့ဒီလူကဖဲ့ဖဲ့ပြီးတော့ယူတယ်ဒါပေမဲ့ယူခံတယ် သူတို့ကတော့ AC ပဲအဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့ဒီ sham တွေရဲ့သဘောထားတွေကိုပြင်ကြည့်တဲ့ခါကျတော့ငကြောက်တယ်လက်နဲ့ကင်ပြီးတော့ငကြောက်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းကလေးမျိုးနေမှာရှိတဲ့ဒီကန်တာရာကိုနေပြီးတော့စစ်ချောင်းထိုးလာတဲ့ဒီစက္ကစတွေကိုနေပြီးတော့ဒီဖက်ကဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဒီအယောက်28ဦးအဲ့ဒီမှာတေဆုံးတယ်အဲ့ဒီစက္ကစတေးတာဆိုတော့စက္ကစတေးတော့ပြီးတဲ့အတိုင်းပဲသူတို့ကလေးပြန်ခေါ်တယ်မြေပြင်ကိုလုံးဝမနိုင်ဘူးသူတို့ကဆိုတော့ဒီဖက်က MI 35ဘာရဟရင်ကိုနေပြီးတော့လွတ်လိုက်တယ်လွတ်လိုက်တဲ့ခါကျတော့ဟိုဖက်ကနေနေပြီးတော့ final sort ထည့်လိုက်တယ်နော်အဲ့ဒီမှာထိတယ်ဆိုတဲ့ဟာကိုလေ CN တွေကနေပြီးတော့ထုတ်ပြန်တော့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပုဂိုးတိုင်းတရောက်ဒီခရိုင်ဒီလက်ပဒံမျိုးနဲ့ kind of အုပ်စုမှာဆိုလို့ရှိရင်တော့ဒီဆင်လန်းရွာမှာရှိတဲ့ဒီဖုန်ကြီးကျောင်းရှိတယ်အဲ့ဒီဖုန်ကြီးကျောင်းမှာကျွန်တော်တို့တက်ဆွဲထားတယ်ဆိုတော့ဒီမလာရဲ့တက်သားပြရဆိုလို့ရှိရင်အများအပြားဒီဖုန်ကြီးကျောင်းတို့ဒီသာသနာအဆောက်အုံတို့ဇေဒီတို့ပြီးလို့ရှိရင်တော့စာတင်ကျောင်းတို့ဆေးယုံတို့စသဖြင့်ဒီနေရာမှာအဓိကကဘာယူလည်းရှိတယ်ဆိုတော့အဲ့ဒီနေရာကိုဖုန်ကြီးကျောင်းထဲမှာရှိတဲ့ တက္ကသိုလ်ရဲ့လူတွေကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဗိုလ်ကြီးတူဦးပါဝင်၄ဦးကဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကတနေ့တာရီတိုက်လောက်လုံးမျိုးပေါ်မှာလူငယ်တွေကိုပေါ်တာဆွေးနေတဲ့ဒီစက္ကသအဖွဲ့တွေကိုဒီဖက်ကတော်လိုင်းရောက်အဖွဲ့တွေကနေပြီးတော့အဖရိကီတလုံးနဲ့နေပြီးတော့ကျွေးလိုက်တယ်ကျွေးလိုက်တဲ့ခါကျတော့အဲ့ဒီမှာ၄ရောက်နော်တည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမုံရွာမြို့နယ်အနောက်ပတန်စစ်ဌာနချုပ်ဖြစ်တဲ့နမခနမခနေပြီးတော့စက်တက်လင်းပြေလို့ခေါ်တဲ့စက်တက်လီတီပေါ့ စက်တက်လေးထီးပါရာမော်တာတက်လေးထီးကနေပြီးတော့တက်လာတယ်တက်လာတဲ့ခါကျတော့အဲ့ဒီမှာအခုကဒီဖက်မှာ April May ဆိုလို့ရှိရင်တော့မိုးကျတော့မယ်ဆိုတော့ May June ဆိုရင်မိုးကျပြီပေါ့ဆိုတော့အဲ့ဒီမှာလေပြင်းမှုတိုင်းထိပြီးတော့အဲ့ဒီမှာပြည့်စည်သွားတယ်ပါရာမော်တာဓာတ်ဒီစက္ကဆရဲ့လေထီးပေါ့နော်လေထီးအဲ့ဒီမှာလူမျိုးကိုပြည့်မလို့သွားတာနော်အဲ့ဒီမှာပြည့်ကျသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီအပြည့်အစီတို့လေတင်မီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကအဲ့ဒီမှာစမ်းသပ်ပြန်တန်းနေတဲ့ထီး ပါရာမော်တာတက်လေးထိကုန်နေပြီးတော့တော်လိုင်းရဖွေးလေးကပစ်ချလိုက်တယ်ဆိုတော့အဲ့ဒီမှာလည်းတစီပြတ်တယ်ဆိုတော့ဟိုတရက်နေရာလည်းတစီပြတ်ထားတာရှိတယ်ဆိုတော့ပါရာမော်တာတွေတော်တော်ပစ်ခမ်းတယ်ဆိုတော့ဟာတော့နော်ဒေးမီဒီယာတွေဖော်ပြချက်အရကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမကွေးတိုင်းရေစကြုံမြို့နယ်မှာရှိတဲ့လပရွာကနေပြီးတော့ဒီစကစကမီရှိုးတယ်မီရှိုးတဲ့ခါကျတော့အဲ့ဒီမှာတရွာလုံးမီးလောင်ပြချသွားတယ်ပြီးလို့ရှိရင်တော့နေရက်အတွင်းမှာစကစအရောက်20တေးတယ်ဆိုတဲ့ဟာကိုလည်း တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရခိုင်ပြည်နယ်အကြောင်းရခိုင်ပြည်နယ်ရဲ့အရွေ့ဟာဆိုလို့ရှိရင်တတော်ကိုမြန်ဆန်လာတယ်မြို့တွေပေါင်း18မြို့နယ်ရှိတယ်နောက်အခုအလုံးစုစုပေါင်းနော်စုစုပေါင်းတင်ထားတာက18မြို့နယ်မှာ16မြို့နယ်တင်ထားပြီးသားဖြစ်တယ်အဲ့ဒီမှာ plus ကျွန်တော်တို့ black war ပါတယ်နော် black war ပါတယ်ဆိုတော့ black war တော့ကျွန်တော်တို့ချင်းပြည်နယ်ဖက်မှာဆိုတော့အဲ့ဒီဟာကိုလည်းတင်ထားတာတွေ့ရတယ်ဆိုတော့ တဲ့အဲ့ဒီမှာကျွန်တော်တို့အခုခြံနေတဲ့ဟာကမအောင်ရဲ့ကြောက်ဖြူရဲ့စစ်တွေ့ရဲ့နော်အဲ့ဒီကြောက်ဖြူကလည်းဘာမှမခြံတော့ဘူးနော်မနေ့ကကျွန်တော်တင်ပြတဲ့အတိုင်းပဲကြောက်ဖြူမှာဆိုလို့ရှိရင်တော့ကြေးရွာအုပ်စုပေါင်း90နဲ့၄ခုရှိတယ်အဲ့ဒီမှာ90သိမ့်လိုက်ပြီဆိုတော့ဘာမှမရှိတော့ဘူးလေနော်ဘာမှမရှိတော့ဘူးဆိုတော့အဲ့ဒီမှာသဘောတန်ခွေရေနံကိုစောင့်ချတဲ့အခွေတွေကနေပြီးတော့ထုတ်ပြန်လိုက်ပြီဆိုတော့အတားက AA ရဲ့လက်ထက်မှာရောက်ပြီဆိုတဲ့ဟာကိုလေသူတွေလို့လည်းပြောထားတာတွေ့ရတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်မှာဒီ Bangladesh နေဆက်မှာရှိတဲ့ဒီနက္ခခခါကြားပြီးတော့နေချားဆောင်တဲ့နက္ခခဆိုလို့ရှိရင်တိုက်ရတာတော်တော်ခက်တယ်ဆို တော့အဒီနခခငါကိုလည်းပြီးတော့တင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဘင်္ဂလားဒေ့ရှ်နေဆက်မှာလုံးဝနာစကစကင်းစင်နေနေမျိုးတွေဖြစ်လာတယ်ဒါပေမဲ့အာဆာလုံးနဲ့ဗနီယာတိုက်ပွဲတွေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဂျိုဂျာဂျိုဂျာကျွန်တော်တို့ကြားရတယ်ဆိုတော့အဲ့ဒီအဖွဲ့တွေကတော့ရှိနေဥမာပဲအဲ့ဒီပျောက်ကြအဖွဲ့တွေပေါ့နော်အဲ့ဒီမျိုးလာလာပြီးတော့နေရွာတွေကိုနေပြီးတော့ဒုက္ခပေးတယ်ဒီအာဆာအကျံဖက်နော်သူတို့ကတော့အကျံဖက်တုံးထားတယ်ဆိုတော့အာဆာအဖွဲ့တွေကိုနေပြီးတော့ ကျွန်တော်တို့ဒီဖက်ကလည်းလိုက်လံချေမုံနေတယ်ဟိုဖက်ကလည်းခြုံခုပြီးတော့တိုက်နေတယ်เนาะအဲ့ဒါတွေတော့ရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နေဆက်မှာဆိုလို့ရှိရင်ခုနကနောက်ခါခါငါချဆုံပြီးလဲနောက်ပိုင်းမှာเนาะအဲ့ဒီမှာဆက်ခါဆက်ကင်းစင်တယ်ကင်းစင်တဲ့ခါကျတော့ဒီနေရာမှာဘင်္ဂလားဒေ့ရှ်ကဒီဖက်ကိုသွင်းမဲ့လူတွေเนาะသွင်းကုန်တွေသူတို့ရတဲ့စီးပွားရေးတော်တော်ထိခိုက်နေတယ်ဆိုတော့သူတို့ကဒီ G2G လို့ခေါ်တဲ့အစိုးရကနေပြီးတော့အစိုးရဆက်ဆံမှတရားဝင်ဖြစ်တဲ့ဆိုတဲ့ဟာကိုမူကိုကန်ထားတယ်သူတို့ကလည်းဆိုတော့အခုကအဲ့ဒီမှာဆက်ကဆက်မှမရှိတော့တာဘလို့လုပ်ပြီးတော့နော်အဲ့ဒီဘင်္ဂလားဒေ့ရှ်က G2G လောက်လို့ရတော့မလဲဆိုတဲ့ခါကျတော့ဒီအမဒီစစ်တွေလောက်ပဲကျန်တော့လေသူဘယ်မှမသွားလို့မရတော့ဆိုတဲ့ခါကျတော့ဒီဘင်္ဂလားဒေ့ရှ်ကအရင်တလောကတည်င်းထွက်ထားတာရှိတယ်နော်အဲ့ဒါကိုဒီဘင်္ဂလားဒေ့ရှ်အစိုးရကအေအေနဲ့နော်ကျွန်တော်တို့ဆက်ဆံရတော့မယ်ဆိုတဲ့ဟာကိုပြောတာတွေ့ရတယ်ဒီနေ့ကတော့နော်အဲ့ဒီဘင်္ဂလားဒေ့ရှ်ရဲ့ဒီနိုင်ငံချားရေးဝန်ကြီးရဲ့အကြံပေး နော်သူကတော့ပြောလိုက်ပြီထုတ်ဖို့ပြောလိုက်ပြီနော်အေအေကိုလုံးဝဆက်ဆံလို့မရတော့ဘူးဆက်ဆံကိုဆက်ဆံရတော့မယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာဆက်ကဆာလုံးဝစိုးမိုးနိုင်တဲ့အခြေအနေမရှိတော့ဘူးအဲ့လိုမျိုးအခြေအနေမျိုးကိုတွေ့ရတယ်ဆိုတော့ဒီဘင်္ဂလားဒေ့ရှ်ကအေအေကိုကျွန်တော်တို့ထိထွေဆက်ဆံတဲ့နော်အဲ့လိုမျိုးလုပ်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့တရားဝင်အသိမှတ်ပြုတယ်လို့ဖြစ်သွားတယ်အဲ့ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကလည်းနင်းနေလေတင်းထားတာတွေ့ရတယ်ဒါပေမဲ့လုံးဝမရဘူးဆိုတော့အဲ့ဒီနေရာတွေကအားလုံးက ဒီ A ကထိ ंछ ုပ်တဲ့ခါကျတော့ဘလုံးမှ A နဲ့မဆက်ဆက်လို့မရတော့ဘူးဆိုတော့နောက်ဆုံးကျတော့တရုတ်လေးချိန်လိုက်ဒီကြောက်ဖြူကိုတင်းလို့ရပြီဆိုတာ ਨੇ အဲ့ဒီကြောက်ဖြူကလည်းတရုတ်က AA နဲ့ကိုထိတွေ့ဆက်ဆံရတော့မယ် AA ကိုကျွန်တော်တို့ခါရရတော့မယ်ဒါကတော့တကယ်အမှန်တရားတယ်ပဲအခုဘင်္ဂလားဒေ့ရှ်အောက်ကျိုးသွားပြီနော် AA ရဲ့လက်ထက်ကိုရောက်သွားပြီ AA နဲ့ဆက်ဆံဖို့အခြေအနေမျိုးကိုရောက်သွားပြီဆိုတော့အခုတရုတ်နော်တရုတ်ကတော့သူရနေတဲ့များကတော့လုံနေတာပဲသူ့ရဲ့လုံခြုံရေးတွေပါတယ်အဲ့ဒီမှာတရုတ်ကုမ္ပဏီရဲ့လုံခြုံရေးတွေပေါ့အခု ဒီကြောက်ဖြူမှာထားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နိပညာဘိုင်းဆိုင်ရာမှာအထောက်အကူပြုနေတယ်ဒါပေမဲ့အေအေထိုးစစ်ကိုမခံနိုင်ဘူးမခံနိုင်တဲ့ခါကျတော့အဒီရင်နာတဲ့သဘောတန်ခွေရဲ့အဓိကတကက်အရေးကြီးတဲ့နေရာတွေကိုထိန်းချုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်ကအေအေနဲ့ နော်ဆွေးနွေးကိုဆွေးနွေးရတော့မယ်သူနဲ့ဆက်ဆံကိုဆက်ဆံရတော့မယ်ဆိုတော့မဟုတ်လို့ရှိရင်အဲ့ဒါ तू ကလေပန်းလုံးမမရတော့ဘူးအဲ့လိုမျိုးအခြေအနေမျိုးကိုတွေ့ရတယ်အခုပထမဆုံးအနေနဲ့ဘင်္ဂလားဒေ့ရှ်က A နဲ့ဆွေးနွေးဖို့အခြေအနေရှိတယ်သူတို့လည်းထုတ်ပေါ်လိုက်ပြီနော်အခုဒီရောက်တော့လာလိမ့်မယ်မကြမီမျောဆိုတော့အဲ့ဒီမျိုးအခြေအနေမျိုးကိုတတိမီဒီယာတွေရဲ့ပေါ်ပြချက်အရာကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးနော်ရွှေဇာမနီရွှေဆိုင်ကနေပြီးတော့ဒီနေ့အဲ့ဒီဗီဒီယိုဖိုင်လေးတော်တော်ကိုလုံးဝကိုရမှာပါပြန်နေတယ်ဒါတော့အဲ့ဒီမှာပြောင်းချဖို့တဲ့ အဲ့ဒီလူငယ်လေးနှစ်ယောက်ပါတယ်အဲ့ပြီးတော့စုစုပေါင်းလူ9ယောက်ဝင်နေပြီးတော့အဲ့ဒီရွှေဆံကုန်လေးမှာတို့များတိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာရွှေ20နဲ့3ချက်သပါသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ AMD တိုင်းမှာဆိုလို့ရှိရင် A ကထိုးစစ်စင်တယ်ထိုးစစ်စင်တဲ့အခါကျတော့အဲ့ဒီမှာထိုးစစ်တွေကဒီဖက်မှာပြင်မကိုရောက်လာတယ်နည်းရခိုင်ပြင်နေတခုတည်းမဟုတ်တော့ဘူးဆိုတော့မကွေးတို့ကိုကိုတို့ AMD တိုင်းတို့အဲ့ဒီနေရာတွေမှာလည်း A ကအများကြီးစခန်းတွေကိုတင်ထားတာတွေ့ရတယ်အဲ့ဒီနေရာတွေမှာထိုးစစ်စင်တဲ့အခါကျတော့ဒီဖက်က PDF တွေလည်း ငါအဲ့ဒီမှာပါဝင်ပူပေါင်းပြီးတော့တိုက်ခိုက်နေတယ်အဲ့ဒီနေရာတွေကဆိုလို့ရှိရင်ကပ္ပဆာရဲ့အဓိကနာနေရာတွေဖြစ်တယ်ဆိုတော့ဆက်ကဆာကဒီကပ္ပဆာကနေပြီးတော့နည်းနည်းပစ္စည်းတွေနော်ကြီးဆန်းတွေကိုထုတ်လုပ်တယ်ဆိုတော့အခုဒီနေရာတွေအခုအေဝင်တဲ့နေရာတွေအားလုံးမှာဆိုလို့ရှိရင်ကပ္ပဆာကိုချင်းချောက်နေတဲ့နေရာတွေဖြစ်တဲ့ခါကျတော့နော် PDF တွေလည်းချိတ်ဆက်ပြီးတော့အဲ့ဒီနေရာတွေမှာပူပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကတော့အောင်ဆန်းစုကြည်ရဲ့အိမ်ဆိုတော့ဒေါက်အောင်ဆန်းစုကြည်ရဲ့အိမ်ဒီတက္ကသိုလ်ရိပ်တန်းလမ်းအဲ့ဒီချမ်းအမှတ်54 အဲ့ဒီဟာကိုနေပြီးတော့သူတို့ကဒီသူ့အကုန်နဲ့ဝေစုမမျှဘူးနှောက်ဝေစုမမျှသူ့အကိုကတော့ကျွန်တော်တို့တရားရုံးမှာတရားစွဆိုအရင်တော့ NLD လက်ထက်မှာတော့သူတို့မပေးဘူးเนาะ NLD ရဲ့ဒီတော့ onset စုကြည်တို့ဘာလို့ပေါ့အကုန်လုံးထောင်ထဲမှာထစ်ထားတဲ့ခါကျတော့နောက်သူ့အကိုကကြိုက်တယ်လို့စကားစားနဲ့ပခုံးဖဲပြီးတော့အဲ့ဒီမှာသူတို့ကြိုက်တယ်လို့လုပ်တယ်လုပ်တဲ့ခါကျတော့အခု chairman 54ကိုသူတို့ရောင်းတယ်လီလန်တင်လို့ရောင်းတယ်နောက်လီလန်တင်လို့ရောင်းတဲ့ခါကျတော့အဲ့ဒီမှာပထမဆုံးက335ဘီလီယံသူမှဝယ်မလို့မရှိဘူးဆိုတော့ဒုတိယတစ်ခါ 300ကိုချလိုက်တယ်နော်300ကိုချလိုက်တယ်အဲ့ဒီမှာသူလေလံတင်တယ်အဲ့ဒီမှာလေလံဆွဲတဲ့လူတယောက်မှမရှိဘူးနှစ်ခုဆိုတော့တတိယတစ်ချိန်ကတော့169ဘီလီယံချချချလာတယ်နော်ချလာပြီးတော့သူကလေလံတင်ပြီးတော့ရောင်းချတယ်ဘယ်သူမှဝယ်မလို့မရှိဘူးဆိုတော့အခုအချိန်ကတော့190နဲ့သူတို့ချလိုက်ပြီနော်ဘီလီယံပေါင်း190နဲ့ချလိုက်တယ်ဒါပေမဲ့ဒီနေ့ထက်ထိအဲ့ဒီအင်ကိုဝယ်မသူဘယ်သူမှမရှိဘူးလေလံဆွဲမလို့သူမှမရှိဘူးတိပေတော့လေလံမအောင်ဘူးဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့ဒီနေ့ April နစင်းကိုရရမှာတတိယမီဒီယာထဲမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ